အလုံးမဲမြူလာပါနေဝေးသေး YouTube channel ကနေပြည်သက်တယောက်ချင်းစီတိုင်းကိုပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ channel ကမိမိရဲ့ကိုယ်မှာခံစားနေရတဲ့ယောဂဝေဒနာတွေကိုပျောက်ကင်းစေခြင်းလို့ပဲဖြစ်ဖြစ်ကိုယ်စွမ်းရင်စိတ်စွမ်းရင်တို့ကိုတိုးမြင့်ခြင်းလို့ပဲဖြစ်ဖြစ်လောကီနယ်ကိုသွားရောက်ရန်အတွက်အခြေခံအုတ်မြစ်တိဆောက်ခြင်းလို့ပဲဖြစ်ဖြစ်သိဖို့အလွန်ရေးကြီးတဲ့ပရာဏတ်တွေအကြောင်းနဲ့ပရာဏကျင့်စဉ်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ် ကိုနလီနီဆိုရင်ချက်ကရဆိုရင် အာတနာဆိုရင်ပရာနာဆိုရင်မန္တန်ဆိုရင် အစရှိသဖြင့်လူသားများတီထွင်ဗန်နီတာချင်းမျိုးမဟုတ်ပဲနဲ့အစင်ထောင်ရာတီရှိနေတော့တီရှိနေမည်ဖြစ်သောတဘာဝရဲ့ဆိုရင်များကိုတီရှိနားလေထုတ်ပေါ်အသုံးပြုနိုင်ရန်လေအထူးလိုအပ်ပါတယ်လူသားတို့၏ပညာရဲ့အားလုံးသည်လူသားတို့၏စိတ်တဘိုးစွမ်းအားများတွင်အခြေတည်ရသည်မှာတဘာဝအမှန်တရားဖြစ်ပါတယ် ပညာရအားလုံးစွန့်ရင်အားလုံးတို့ဤအမြင့်မူလာသည်စိတ်စွမ်းအားတက်သည့်တာလည်းရင်တခုသည်သော အကြောင်းခံအကြောင်းရင်ဖြစ်သည်လို့သဘောပေါက်နားလည်ရရရှိဥစွာလိုအပ်ပါ၏အချိန်မြင့်သည်ဟုသောစိတ်စွမ်းအားချိုးတက်နေသည်များကာလပတ်လုံးမိသည့်ပညာရမျိုးမှအစွမ်းမထက်နိုင်ပါစိတ်စွမ်းဤကိုရှင်းလင်းတတ်စေစေသော အားကောင်းစေသောလေးကျင့်လမ်းများမှာပရဏလေးကျင့်ကံပဲဖြစ်ပါ၏ အလုံးကြီးကြီးသောပရာဏစွမ်းရင်ကိုတရုတ်တွေကခြီစွမ်းရင်လို့လည်းခေါ်ပါတယ်ဂျပန်တွေကတီစွမ်းရင်လို့လည်းခေါ်ပါတယ်အခုကျွန်တော်ပြောနေတဲ့ပရာဏဆိုတာအိန္ဒိယရဲ့ဘာသာစကားပါတချို့တွေကယီကီစွမ်းရင်လို့ခေါ်ပါတယ်သိပ္ပံပညာအရ Bio Plasma လို့လည်းခေါ်ကြသလိုအီတာရစ်စွမ်းရင်ဇီဝစွမ်းရင်လို့လည်းခေါ်ကြပါတယ်ပမာရီကတော့စိတ်စွမ်းလို့ခေါ်တာဗောအစရှိသဖြင့်ကမ္ဘာဒေသလူမျိုးအသီးသီးမှအခေါ်အဝေါ်မျိုးမျိုးနဲ့ခေါ်ဝေါ်ကြပါတယ် လူသားများတွင်ရှူသွင်းလိုက်သောလေထဲမှအောက်ဆီဂျင်နှင့်အတူပရာဏဓာတ်များပါဝင်တော်လေသမင်းတကာအာယုံဆိုင်လေးခြင်းမှသာခန္ဓာကိုယ်အတွင်းများပြားစွာဝေရောက်နိုင်သောဓာတ်စွမ်းအားတစ်မျိုးဖြစ်ပါသည်ပရဏဇောယင်ဒီပင်လည်းယင်းဆွမ်းရည်အားလုံးဖြစ်ပေါ်လာရာစိတ်ဆွမ်းရည်နဲ့ဓာတ်ရိုက်ဆက်ဆက်ပတ်သက်နေသဖြင့်ယုတ်ကန္တာကိုစိတ်ကန္တာကိုကျမ်းမာတန်ဆွမ်းယောဂကင်းရှင်းခြင်း စိတ်တဘောကြီးမှခြင်းဉာဏ်ပညာထက်မြက်လာခြင်းသူတဘာအားတမန်ယောဂများသာမကပယောဂပြုခံရသည့်ယောဂဝေဒနာများကိုပါကုသနိုင်ခြင်းမိမိရဲ့ရည်ရွယ်ချက်ပန်းနိုင်အရောက်လှမ်းနိုင်ဖို့ကြီးမားတဲ့အထောက်ပံ့ဖြစ်စေခြင်းအစရှိ၍ပြောမကုန်နိုင်လောက်အောင်အကျိုးတရားများရရှိနိုင်ပါသည်တရားဓာတ်စဉ်ပညာဖြင့်ရရှိနိုင်သောကောင်းကျိုးချမ်းသာတက်တလိုကြီးမြတ်တဲ့အကျိုးတရားရရှိနိုင်သောလေကိုယ်တိုင်ကြည့်ယူမှရတဲ့ပညာမျိုးဖြစ်တဲ့အတွက်ဒီပညာသည်ပညာရဲ့စစ်စစ်တစ်ခုပဲဖြစ်ပါသည် စာတွင်းမှာကိုလက်တွေ့မှာကိုပရဏတတ္တိယာကျွန်တော်တို့ရဲ့လောကမှာအဖန်တကယ်ကိုတည်ရှိနေရပါအဲ့လိုမျိုးတည်ရှိနေတဲ့ပရဏတတ္တိကိုတေချာအာယုံဆိုင်ပြီးတော့စူဆောင်းရတဲ့ကျင့်စဉ်ပေါင်းများစွာရှိပါတယ်အဲ့ဒီကမှဆရာထုတ်ကောင်ရဲ့ကျင့်စဉ်တစ်ခုကိုဖျောက်ဝေပေးခြင်းပါတယ်ဆရာကြီးထုတ်ကောင်ရဲ့ကျမ်းတွေမူလကျင့်စဉ်အတိုင်းပရဏတတ်ကိုတေချာအာယုံပြုပြီးတော့ရှုတွင်းလိုက်ပါပြီးတော့အတ္တခဏရပ်တာပါပြီးမှအတ္တကိုဖြည်းဖြည်းချင်းရှုထုတ်ပါလို့ဖော်ပြတာပါတယ် သို့သောခိသိဗ္ဗံနှင့်ရှင်၍ရေးသားပြုစုသောဆရာကြီးမောင်ကျောက်တာရဲ့ကျမ်းတွင်တမန်လူများအတွက်မမားနိုင်သောခြင်းစဉ်တစ်ခုကိုဖော်ပြထားပါသည်။အတ္တအောက်တာရဲ့အစင်းကတော့မပါဝင်ပါဒီစင်းကဆရာနေတဲ့ဘက်သေသေးချာချာလေ့ကျင့်မှရနိုင်တာဖြစ်တဲ့အတွက်ဆရာကြီးမောင်ကျောက်တိုင်ကချက်လက်ထားရန်တူပါသည်။ ဆရာကြီးမောင်ကျောင်းတာရဲ့ဤကိုမျှဝေပါရစေ။ကြိုက်သည့်ပုံစံဖြင့်လွတ်လပ်စွာနေပြီးတော့ပရဏဒတ်ကိုအာယုံပြုပါ။ကြိုက်သည့်ပုံစံဖြင့်လွတ်လပ်စွာနေပြီးတော့လေရူးထဲမှာရှိတဲ့ပရဏဒတ်တွေကိုအာယုံပြုပါ။ဝင်းလေးကိုဖြင်းရင်းစွာရှုတွင်းပါ။ပြီးလည်းဖြင်းရင်းစွာရှုထုတ်ပါ။ရှုသွေးရှုထုတ်ခုနှစ်ကြိမ်တည်းတည်းပြုလုပ်ပေးပါ။ အချိန်ရစီလရင်ခဏနာပြီးတော့နောက်တစ်ချိန်အချိန်ချင်းနေချင်နိုင်ပါတယ်ဒါကတော့ဆရာကြီးမောင်ကျောင်းတိုင်းပြောပြရတဲ့ကျင့်စဉ်ပဲဖြစ်ပါတယ်အထက်ပါပရနာကျင့်စဉ်တွေကိုတမ္မန္တစွမ်းအားထက်စီလိုလည်းရင်ကျင့်ကြံအမိမှာဘူးတော်ပင်ဖြစ်ပါတယ် ဒီလိုပြောလို့နားရှုပ်ပါပါလေမူးတော်ရဲ့အကြောင်းကိုကျွန်တော်အသေးစိတ်ရှင်းပြပါမယ်မူးတော်ဆိုဒီမှာတဘာဝရဲ့စွမ်းအားများကိုခန္ဓာကိုယ်တွင်ပြဏကိုလှည့်မြန်များပြားစွာဝင်ရောက်စေနိုင်သောတဘာဝရဲ့လှုပ်ဝှက်ချက်တစ်ခုဖြစ်ပါတယ်တေချာရှင်းလင်းအောင်ပြောရမယ်ဆိုရင်မူးတော်ဆိုဒီမှာလက်ဟက်အနေထားတွေပဲဖြစ်ပါတယ်ပြဏလေးခြင်းနဲ့အကာဖြင်းဖြင်းနှဆိုင်စွာရှုတွင်ရှုထုတ်ဖို့လေလိုအပ်ပါတယ်တတ်နိုင်သမျှဝင်လေထွက်လေလူညက်တိမ်မွေးဖို့တတိထားရပါမယ် လေရှူသွင်းချိန်က50ကန့်ကြာလည်းရေလေပြန်ထုတ်ချိန်က50ကန့်ကြာပါမယ်လိုအပ်လည်းရေတိုင်မှာမတ်၍လေ့ကျင့်သင့်ပါ रे ပရဏာကြည့်ရန်အကောင်းဆုံးကာလများအဖြစ်နေမထွက်ခင်နှစ်နာရီအတွင်းနေထွက်စေမွန်းတက်စေနေဝင်စေမြေတကောင်တက်စေကာလများအဖြစ်မျိုးစိုထားပါ रे သို့တော်လည်းမိမိအားလက်တဲ့အချိန်တတိယချိန်အလိုရှိတဲ့အချိန်မှာကြည့်ကြံမှုပြုလုပ်နိုင်ပါ रे လူဝေးကြောင့်ဘဝအဖြစ်အချိန်ကာလအတိကျလိုင်းနာနိုင်ဖို့ကအလွန်အင်မတန်ခက်ခဲပါတယ်။နေ့စဉ်လောက်ပေါင်းမပြတ်မကွက် လေ့ကျင့်နိုင်တဲ့လောက်ကိုယ့်အတွက်အကျိုးကျေးဇူးများထင်းထင်းရှားရှားလက်တွေ့ခံစားလာရပါလိမ့်မယ်။အသက်ရှူရသောအရာသာမှာပင်ထူးခြားပေါ်ပါလန်းဆန်းလာခြင်းအိဇတ်မှုအည်သွေးတွေတိုးတက်လာခြင်းတို့ကြောင့် ကျမ်းမာရေးပို့မှုကောင်းမွန်လာခြင်းအာယုံကြောများတန်ဆွမ်းပွင့်လန်းလာခြင်းတို့ကိုလည်းခံစားရပါတယ်။ဒီနေ့ရောက်မှာတခုတတိထားမှာကတော့အထူးသဖြင့်ဖို့မဆိုင်ရာအာယုံကြောများစွမ်းဆောင်ရည်များမြင်မာလာသဖြင့်နေမိုင်းဆိုင်ရာခံစားမှုတွေကျင်းပွဲရလတ်များရရှိနိုင်ခြင်း ပရဏစွာအများအလွန်အားကောင်းလာပါကလိမ့်စိတ်ကိုထိန်ချောက်ပေးသောမူလချက်ခရစွာရင်အလွန်အားကောင်းလာသည်ဖြင့်လိမ့်မိုင်းဆိုင်ရာအလွန်ကျူခံစားလိုစိတ်များပြင်းထန်လာသည်ဖြင့်တိတ်ခကျင့်ဝတ်များကိုပင်ကြိုးပြတ်တတ်ပါလိမ့်။ဒါပေမဲ့စိတ်မပူပါနဲ့ဖြည့်ရှင်းတဲ့နီလန်နှစ်ရက်ရှိပါလိမ့်။ပထမနီလန်ကတော့တနေ့ကိုမိနစ်20လောက်ဒီကျင့်စဉ်ကိုကျင့်တဲ့လူတွေကဒီလိုရလက်တွေမရှိပါဘူး။ဒီလိုရလတ်တွေရှိလာခြင်းကတနေ့ဟိုတနိုင်ကျော်လောက်လေးချင်းတဲ့လူတွေအတွက်မှသာရှိလာခြင်းဖြစ်ပါတယ်။ တနေ့ကိုမိနစ်20လောက်လေ့ကျင့်တဲ့လူဆိုရင်ဒါတွေကိုစိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့ဒီနေရာမှာတခုရှိတာကလောဂီလန်ကို လိုက်စားနေတဲ့သူတွေကတနေ့ကိုမိနစ်20လောက်ပဲလေ့ကျင့်နေကြတာမဟုတ်ပါဘူးတနားကြီးကျော်2နာရီနီးပါးလောက်လေ့ကျင့်ကြပါတယ်ဒါဆိုရင်ရောဘယ်လိုဖြည့်ရှင်းမလဲတိုးစင်းတို့ရောက်လာတာကအောက်ချက်ဂရမစွမ်းရည်များကိုကိုတလိနီစွမ်းရည်ကိုအတုံးပြူ၍အထက်ချက်ဂရများစီပုတ်လို့ရပါတယ်တိုးအချက်ကိုမသိသဖြင့်တချို့ကျင့်ကြံနေတဲ့သူများကကာမစိတ်များပြင်းထန်ပေါက်ပြန်လာပြီးတော့ ကျေးဇူးများအဟောဒီကံဖြစ်သွားရသောတာကများစွာတွေ့ဘူးပါလေ။ဒါပေမဲ့ကျမ်းမာရေးအတွက်ကျင့်တဲ့လူတွေကတော့ဒီနီးလန့်နေမလို့ပါဘူး။တမ်းမှန်မိနစ်20ခန်းကျင့်ုံနဲ့အကျိုးသက်ရောက်မှုများစွာလည်းရှိပါလေ။ဒီနီးလန့်တွေကတော့လောကီနယ်ကိုထိုးပေါက်ခြင်းနဲ့လူတွေအတွက်သာဖြစ်ပါလေ။ ပုံမှန်ကျင်းကြံနေသူတွေမှာပြအတွေးကိုဆုံးဖြတ်နိုင်စွမ်းနေတိကျပြတ်သားလာခြင်းအတိတ်နမိတ်သူ့ပါသူ့ပါကိုမှန်ကန်စွာပိုင်းခြားလာနိုင်ခြင်းစိတ်ပိုင်းဆိုင်ရာအထူးအားကောင်းလာခြင်းနဲ့စိတ်နေပတ်သက်သမျှစွမ်းရည်များပုံမှန်ထထမြမြအသုံးပြုနိုင်ခြင်းများရရှိပါတယ်တိုးတိုးအစွမ်းထက်တဲ့ပရဏစရဏကျင့်စဉ်ကိုကျင့်သောမိမိခန္ဓာကိုယ်အတွင်ပရဏဓာတ်များအများပြဝင်ရောက်စုဆောင်းနိုင်တဲ့ဖြင့်ထောက်ပံ့ပေးသောနမိတ်ကျော်ပရဏမှုတော်အကြောင်းကိုဆက်လက်ဖော်ပြပေးပါမယ် ပရဏမှုဒွာသည်မှုဒွာပညာလောကတွင်အလိုနမဲကြီးတော်ကြားတဲ့မှုဒွာတစ်ခုပဲဖြစ်ပါတယ်။နမဲကျော်သလောက်လည်းအစွမ်းတတ်သောအလိုရေးပါသောမှုဒွာတစ်ခုပဲဖြစ်ပါတယ်။နေ့စဉ်ကျွန်တော်တို့တုံးဆွဲကုတ်ခန်းသွားသောခန္ဓာကိုယ်တွင်တည်ရှိသောဇီဝဆွမ်းအများကိုပြန်လည်ဖြစ်တည်ရန်လိုအပ်သောပရဏဓာတ်များကိုခန္ဓာကိုယ်အတွင်းသို့လွယ်ကူလှည့်မြန်စွာဝင်ရောက်လာနိုင်စေရန်ကုညီပေးတဲ့မှုဒွာပဲဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာနံပိုင်းဆိုင်ရာကိန်းဝတ်ငိန်သက်နေသောစွမ်းအင်များထားကြွလိုချလာစေရန်စေသောအသက်သွင်းပေးနိုင်တဲ့အဖို့မဖြစ် ချက်နိုင်သောမူးတော်တစ်ခုလည်းဖြစ်ပါ၏ကျွန်တော်တို့အနေနဲ့ရွှေမူးတော်ဟုရွှေနှစ်ပင်တင်စားခေါ်ဝေါ်ကြလှပါ၏ပုံတွေပြတာရဲ့အတိုင်းလမ်းမထိတ်နဲ့လက်ကြွယ်လက်တန်းများကိုလွန်စွာအားမဆိုင်ပင်ထိထားပါမယ်ကြံလက်နှချောင်းကိုတော့အလိုက်တင်ဆန့်နာပါတိုင်၍ဒူနှစ်ဖက်ပေါ်မှာမူးတော်ဆောင်ထားသောလက်နှစ်ဖက်ကိုတင်ထားပါခါးဆန်း၍မမတ်တိုင်ပြီးတော့ဝေလေတော်လင်များဖြတ်တန်းသွားတော့အကာတရှိန်ရှိန်နဲ့ဝင်ရောက်လာသောပရဏစွမ်းရည်များအပေါ်အာယုံဆိုင်ခံစား၍ရှိပါ မိမိခန္ဓာကိုယ်အတွင်းသို့ဇီဝစွမ်းရည်လိုခေါ်တဲ့ပရဏစွမ်းရည်များအနှင်းမြတ်ဖြတ်တန်းဝင်ရောက်လာသည်လို့ယုံကြည်ပါထို့သောကျင့်ကြံလာလျင်ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်အတွင်းပိုင်းအကျောချင်းများတဖြည်းဖြည်းနဲ့တုံ့ပါလာတတ်ပြီးတော့တခါတရံကြက်သိမ်းများတွင်ထလာတတ်ပါသည်တို့ကအင်းမြောင်စုံတို့တံများလေးကြားရတတ်ပါလေထိုင်လျက်ဖြစ်စေအိတ်လျက်ဖြစ်စေအားထုတ်နိုင်ပါလေ ုံမှန်အကျိုးတရားတွေခန်းစားခြင်းတဲ့လူတွေက နေ့စဉ်15မိနစ်နိုင်ွယ်ခန့်အားထုတ်နိုင်တယ်လို့လော့ဂင်နယ်ကိုထိုးပေါက်ခြင်းတဲ့သူတွေကလည်းတနအိကျော်2နိုင်ခန့်အားထုတ်နိုင်ပါလေပရနာမှုတော်ကိုနေ့စဉ်စူးစမ်းကြင်ကြံအားထုတ်နေတဲ့သူတွေအတွက်ခန်းစားရမယ့်ကျေးဇူးတရားများကိုလည်းဆက်လက်ဖော်ပြပါမယ်ဒီမှာကျွန်တော်တခုပြောချင်တာကအုံဖွားဆိုပြီးတော့မန်းမုတ်လိုက်လျင်ချက်ချင်းပြောင်းလဲသွားစေနိုင်သောပညာရပ်များကိုညံသိမ့်မမိပါဘူး ပေါင်းရောက်သွားပြီးတော့ဆရာခင်ကဓာလုံး AI လက်ဖွဲ့မျိုးကိုတောင်းတမျှော်ကိုးနေသူတွေအတွက်တော့ဒီကျင့်စဉ်ကအသုံးဝင်မှာမဟုတ်ပါဘူးနေ့စဉ်ဘဝကိုမြင်းလဲပြလိုက်တယ်လို့ချက်ချင်းပြောင်းလဲလိုက်တယ်လို့မျိုးမိမိကိုယ်တိုင်အောက်မထုတ်ဘဲနဲ့တပါးသောပုံကိုဆရာခင်များကစေဝါအစီရင်များလိုချင်တဲ့သူများအတွက်ကတော့ဒီကျင့်စဉ်နဲ့လာလာမှမတတ်ဆိုင်ပါဘူး ကဲဒါဆိုရင်ရရှိနိုင်မဲ့အကျိုးကျေးဇူးများကိုဖော်ပြပေးပါမယ်။ပရဏမှုတော်ကိုနေ့စဉ်မပြတ်ကြည်ကြအားထုတ်ဆောင်ရွက်နေသူများအတွက်ရရှိနိုင်မဲ့အကျိုးကျေးဇူးများ။နံပါတ်၄မျက်လုံးများနဲ့အပြင်းဆိုင်ရာအာယုံကြောများပွင့်လန်းတံမှာတန်ဆွမ်းစေသောကြောင့်အရွယ်မတိုင်မီမျက်စိမုန်ခြင်းမျက်မှတ်တိုက်ရခြင်းမျက်စိအာယုံကြောအားနည်းခြင်းကြောင့်စာနှင်းငယ်ဖတ်ယုံများနဲ့ခေါင်းမူလာခြင်းများမှာလွတ်ကင်းစေပါれမျက်မှတ်တောင်းနေသောမျက်စိအတွက်လည်းတေချာပေါက်ကုသပေးနိုင်တဲ့ဆေးတစ်ခွက်ဖြစ်ပါれ တမ်းမှန်မြန်မာတိုက်ရတဲ့လူတော်၃လ၄လလောက်ကျင်းကြံမေးလျင်မြန်မာတက်စီအောင်မလို့တော့ပါဘူး။နမနဲ့ခန္ဓာကိုယ်အတွင်းရှိမဖြစ်မနေလိုအပ်သောအသက်ရှင်သန်မှုစွမ်းရင်ကိုပရဏတ်စွမ်းရင်များတိုးပွားလာသဖြင့်ရုပ်ကုံအားနံခုံအားများကျင့်လက်တမ်းပါစေပါれ။ဇီဝစွာများမြန်မာလာတာကြောင့်ယောဂပီးစနစ်များတောင်ဖြစ်ပေါ်လာနိုင်ပါれ။နံပါတ်3 အာရင်ချင်းနဲ့မောပန်းနေသူများအလွယ်တကူမကြကနာဖျားနာလိရှိတဲ့သူများအလုံးနဲ့နဲ့လောက်တာနဲ့မောပန်းနေတဲ့ဝေဒနာကိုခံစားနေရတဲ့သူများမိုးရပါနှလုံးရောဂါတွေများစားတဲ့သူတွေလည်းလာပေါင်းများစွာကျဉ်ချန်လည်းရေပျောက်ခင်းလိုက်ပါတယ်နံပါတ်၄တွေးလက်ပတ်မှုစနစ်မှန်ကန်ပြီးတော့တန်ရှင်းအားကောင်းစေတာကြောင့်နှလုံးသွေးကြောပိတ်ခြင်းသွေးကြောခြင်းတွေတွေးတွေးအစီခဲများပိတ်ဆို့ခြင်းကိုလည်းကာကွယ်ကုသပေးပါတယ်နံပါတ်၅နံမိုင်းဆိုင်ရာစိတ်ဆွမ်းအားများမြင့်လာတာကြောင့်အကျဉ်းစီကောင်းများထွက်ပေါ်လာခြင်းထိုးထွင်းတည်မြှင့်မှုများပေါ်ထွက် ်လာခြင်းများဖြစ်ပေါ်နိုင်ပါ रे နံပါတ်6ကြွက်တတ်သူများအတွက်လည်းကြွက်တတ်ယောဂပျောက်စေတတ်ပါ रे နံပါတ်9ယနေ့ ID ကမှာလူတော်တော်များများခံစားနေရတဲ့ညစဉ်ညတိုင်းနှိမ့်နှိမ့်ချိုက်ချိုက်အိပ်မပျော်နိုင်ခြင်းယောဂဝေဒနာကိုလည်းပျောက်ကင်းစေနိုင်ပြီးတော့အုံနောက်လေးလံထိုင်းမိုင်းနေသောခံစားချက်များကိုလည်းပျောက်ကင်းစေနိုင်ပါ रे နံပါတ်10အယိုးနှင့်မျိုးပွားမှုဆိုင်ရာဆင်းများပျက်စီးခြင်းကိုလည်းကာကွယ်ပေးတော့ကြောင့်အယိုးပွားယောဂအယိုးကျွတ်ဆက်ခြင်းယောဂတို့ကိုလည်းကာကွယ်ကုသပေးနိုင်ပါ रे မိမတွေအတွက်တိုင်အားနေခြင်းယာတီသွေးဖောက်ပြန်ခြင်းလိုအပ်ပါလျင်ကိုဝေမရဖြစ်နေခြင်းတို့အတွက်တောင်အထူးသင့်တော်တဲ့မူတော်ပဲဖြစ်ပါလေ အမျိုးသားတွေအတွက်ကတော့အမျိုးသားအင်အားကိုတိုးပွားစေတာကြောင့်မျိုးဆက်သွေးပိုင်ရှင်များအဖြစ်နှမထောင်နိုင်တဲ့ဘဝကိုပိုင်ဆိုင်စေနိုင်ပါတယ်။နံပါတ်၉အင်မတန်အရေးကြီးသောစတမိုထားရသောအလေးစားရသောဗီတာမင်ဓာတ်များချို့သိမ့်မှုဗီတာမင်ဓာတ်များမမျှမတမညီဖြစ်နေမှုတို့ကိုလည်းထိန်းသိမ်းပေးပါတယ်။နံပါတ်၁၀ကာနီတဝိုက်ရှိဆိုလာပလတ်လို့ကြာမှုနေကြဖြစ်သောအာယုံကြောထွေးကြီးကိုအားကောင်းလာစေသဖြင့်ဒီမဇုံမတဆက်တဲ့ခြေပြားတိုင်အောင်ကိုက်ခဲနေတဲ့ယောဂဝေဒနာတွေများကြောက်ကင်းစေနိုင်ပါလေ နံပါတ်7စီဂျိုယောဂတွက်ကြပါလားယောဂပိုလီယိုယောဂတွေကြောင့်အကျောတင်နေတဲ့ဆိုင်ရဲ့ယောဂဝေဒနာတွေကိုလည်းပျောက်ကင်းနိုင်အောင်ကူညီပေးနိုင်ပါတယ်။တွက်စာရမိဝဲနေကြဆေးဝါးများကိုလည်းပုံမှန်မိဝဲပြီးတော့ဣဗရဏမုဒ္ဒရာကိုလည်းနေ့စဉ်ကျင်းဆောင်နိုင်ပါတယ်။ နမစနစ်တေဇောဓာတ်ပထဝီဓာတ်အာဘောဓာတ်ပေါင်းများစွာလှုပ်ဆောင်မှုနှင့်ဒူပရဏဓာတ်များစီးဝင်လေဘဖူတွေကြောင့်တံမာကြံ့ခိုင်ထက်မြက်လာခြင်းယောဂါများပီစီခြင်းရဲရင်တက်ကြွလာခြင်းထို့အပြင်စိတ်ဆွမ်းအားကိုရုပ်ဆွမ်းအားကိုနတ်ဆွမ်းအားကိုတိုးပွားတာဖြစ်တဲ့အတွက်မိမိကိုမိမိယုံကြည်လာနိုင်ခြင်းလို့ပဲဖြစ်ပါတယ်။ နံပါတ်73ကတော့စမ်းသပ်ချက်တစ်ခုပါ။ဤကြီးစဉ်ကို3လ4လလောက်ကြင့်ပြီးလျှင်ကိုစားနေကြအချိန်ကိုပိုင်းစားနေကြအချိန်မှာတမင်းသုံးဖို့တော်၎င်းတခြားတရေစာတစ်ခုခုတော်၎င်းမစားမတော့ပဲခဏနေကြည့်ပါ။စားလောက်မှုသိမှုဝေဒနာတွေကိုခံစားလာရတဲ့အခါဤမူရာကိုမိနစ်20ခန့်ထိုင်ကြည့်ပါ။ အစစာလောင်ချီရှင်ငတ်ခြင်းဝေဒနာများကြက်ပြောက်မပြောက်တကယ်သူကြောက်သွားပြီးတော့အာရင်များလေးပြန်လည်ပြင်လဲလာတယ်လို့ခံစားရမှာဖြစ်ပါတယ်နံပါတ်၄နှစ်ချီကျင့်ကြံလာတဲ့ AIDS နဲ့ကိစားခဲ့သောယောဂဝေဒနာဆိုးကြီးတွေကိုတော့ဟန်တာကူတာလာနိုင်ပါတယ်တောက်ပြေလောဂိနယ်ကိုထိုးဖောက်အောင်မြင်ခြင်းတဲ့သူတွေအတွက်ဒီကျင့်စဉ်ကအရေးကြီးဆုံးအခြေခံအုတ်မြစ်ပဲဖြစ်ပါတယ် ဒါကြောင့်ရွှေနှစ်တင်စားလောက်အောင်အဖိုးတန်နဲ့ပရဏမှုတော်အကျိုးကျေးဇူးများကိုအားရပါရဖတ်ပြီးတဲ့နောက်မိတ်ဆွေတို့ကလည်းတေချာကျဉ်းကျဉ်ကြည့်ဖို့မျှော်လင့်ပါတယ်။ဒါပေမဲ့တခုရှိတာကအပြင်တစ်ပြင်အတီးတီးဖို့ကာလာတစ်ခုကိုစောင့်ရတယ်လို့မိုးတော်မှာရရှိသောကောင်းကျိုးများကိုရရှိနိုင်ဖို့လေကာလာတစ်ခုတော့ကျဉ်းကျဉ်ဖို့တော့လိုအပ်ပါတယ်။ဒီကျေးဇူးကိုအခုမှကျင့်ပြီးတော့အခုချက်ချင်းကောင်းကျိုးတွေရယူလို့နေရင်တော့မရဘူးပေါ့ခင်ဗျာ။ ကျွန်တော်တို့နေဝတ်တဲ့ YouTube channel ကိုယခုလိုလာရောက်နားဆင်ပေးကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လေးလုပ်ပြီးတော့ကူညီခဲ့ကြပါဦးခင်ဗျာ။ကျွန်တော်များပါလည်းအသစ်တင်တိုင်းတရှိနိုင်ဖို့ဗီနာခေါလောက်လေးကိုနှိပ်ခဲ့ပေးလို့လည်းရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးအထူးပဲတရှိပါတယ်ခင်ဗျာ။